ီနေ့မှာတော့ပထမဆုံးအနေနဲ့ငှက်မွေးမဲ့သူတွေရွေးချယ်တဲ့နဲ့ငှက်အမျိုးအစားတွေအကြောင်းပြောပြပေးတော့မှာပါပထမဆုံးအနေနဲ့ငှက်ရွေးချယ်တဲ့အခါချစ်စရာကောင်းပြီးဂရုစိုက်ရတာလွယ်ကူတဲ့ငှက်မျိုးကိုရွေးချယ်တင်ပါတယ်ဒီလိုငှက်တွေကတင့်ကိုငှက်မွေးမှုရဲ့အတွေ့အကြုံကောင်းကောင်းရရှိမှာပါ badges parakeets လို့ခေါ်တဲ့ကျတုတွေအငယ်စားလေးတွေဖြစ်တဲ့ကြီးကျုပ်တွေက စတဲ့မွေးမြူသူတွေအတွက်အသင့်တော်ဆုံးပါပဲသူတို့ရဲ့ထိန်းသိမ်းရလွယ်ကူမှုချစ်စရာကောင်းတဲ့အရာအသွေးဆောင်လင်မှုချစ်ခင်တတ်ပြီးလေ့ကျင့်ပေးလို့ရတဲ့အချက်တွေကလူကြိုက်များတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်အပြာအစိမ်းအဖြူအဝါရောင်များတဲ့အတူသူတို့ရဲ့ခေါင်းကြောဘက်နဲ့တောင်ပံတွေမှာအနက်ရောင်အဆက်ပြောက်လေးတွေပါရှိရာကသူတို့ကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ် ေချာကယူဆိုင်ပေးပါကအလွန်ချစ်ခင်တတ်ပြီးစကားပြောရရင်လှုပ်ဆောင်မှုများလှဲ့ကွက်များပြုလုပ်ရန်သင်ကြားပေးနိုင်ပါတယ်။သူတို့ရဲ့အကြိုက်ခံရမှုဟာပြင်းထန်လေးမရှိတာကြောင့်ကလေးများအတွက်လည်းသင့်တော်ပါတယ်။သူဟာအထီးကျန်တတဲ့အတွက်အဖို့တကောင်ထားပေးဖို့စဉ်းစားတင်ပြီးလောင်အိမ်ထဲမှာပျော်ရွှင်ကြပါမယ်။တနေ့ကိုတနာ yı လောက်လက်လက်စွာပြန်တန်းခွင့်ပေးတင်ပါမယ်။ ကော့ကလေးလေးတွေဟာလည်းအမေရိကန်မှာအယောင်ရဆုံးငှက်အိမ်မွေးတရိတ်ဆန်တွေထဲမှာပါဝင်တဲ့လူကြက်များတဲ့အမျိုးအစားဖြစ်ပါတယ်။သူတို့ရဲ့အဓိကအယောင်တွေကမီးခိုးရောင်အဖြူနဲ့အဝါရောင်ဖြစ်ကြပါတယ်။အထူးသဖြင့်ထင်ရှားတဲ့ချက်ကတော့ပူကောင်းပေါ်ကအမောက်နဲ့ပါးပြင်ပေါ်ကလိမ္မော်ရောင်အနီးရင့်ရောင်အဆက်လေးတွေဖြစ်ပါတယ်။သူတို့ဟာလူတွေနဲ့အလွယ်တကူရင်းနှီးကျွမ်းဝင်လွှဲကြပြီးလူတအူးတွေနဲ့တာမက လူတိုင်းနဲ့တငယ်ချင်းဖြစ်လို့ကြပါတယ်။ ဒါကြောင့်ကလေးရှိတဲ့မိသားစုတွေအတွက်လည်းအလွန်သင့်တော်ပါတယ်။သူတို့ဟာ budgets စက်တူရွေအသေးစားတွေထက်တော့လေ့ကျင့်မှုအနည်းငယ်ပိုလိုအပ်ပြီးပိုကြီးတဲ့လောင်အိမ်လိုအပ်တာကြောင့်ထိမ့်သိမ့်မှုအနည်းငယ်ပိုမြင့်မားပါတယ်။သူတို့ကိုလည်းလောင်အိမ်ထဲကနေဒီနေ့ကိုနိုင်ရီအနည်းငယ်ထုတ်ထားပေးပြီးလေ့ကျင့်ခန်းလုပ်ဖို့ကျေဝန်းတဲ့နေရာတစ်ခုစီစဉ်ပေးသင့်ပါတယ်။ခြုံငုံကြည့်ရရင် ကော်ကလေးတွေဟာထိမ့်သိမ့်မှုနေပြီးဖော်ရွေတဲ့အတော့ ကောင်းဆုံးအိမ်ဝင်းငတ်တွေထဲမှာပါဝင်တယ်လို့ဆိုနိုင်ပါတယ်။လက်ပတ်တွေကအရောင်သွေးစုံလင်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ငတ်တွေပါ။လက်ပတ်များဟာတက်တန့်လိုရောင်မျိုးစုံနဲ့လာပြီးအလွန်လှပကြပါတယ်။သူတို့ဟာ စကားပြောကောင်းပြီးအလွန်တက်ကြွဆက်စုပါ။ပြောအပားကိုနှစ်သက်တဲ့ငှက်ငယ်လေးတွေဖြစ်ကြပါဗါး တို့ဟာနေမြေဆူမိုးလိုစိတ်ပြင်းထန်ပြီးရန်လိုတက်ခါတခါတရံမနာလိုဖြစ်တတ်တဲ့အတွက်လေ့ကျင့်မှုနဲ့အာယုံစိုက်မှုများစွာလိုအပ်ပါတယ်။မှန်မှန်ကန်ကန်လေ့ကျင့်ပေးပြီးမကြာခဏကန်တွယ်ပေးပါကပိုင်ရှင်နဲ့အလွန်ရင်းနှီးပြီးချစ်စရာကောင်းလာကြပါတယ်။တို့ဟာကစားရတာကိုနှစ်သက်ပြီးအရာဝတ္ထုတွေကိုဝါးစားတတ်တဲ့အတွက်ဘေးကင်းတဲ့သူပြားနဲ့ခဲမပါတဲ့အယုံများစွာကိုတို့ရဲ့လောင်အိမ်ထဲမှာထည့်ပေးထားတင်ပါတယ်။ လက်ပတ်တွေဟာအဖို့တကောင်မဖြစ်မနေလိုအပ်တယ်ဆိုတာဒိုင်နာရီတစ်ခုသာဖြစ်ပေမဲ့သူတို့ဟာအုပ်စုနဲ့နေရတဲ့ခန်းစားချက်ကိုတော့နှစ်သက်ကြပါဗျ။တကောင်နဲ့မွေးမယ်ဆိုရင်တော့လှုပ်ရှားသွားလာဖို့လုံလောက်တယ်။အလေအလက်အရွယ်လှောင်အိမ်တစ်ခုလိုအပ်ပါလိမ့်မယ်။သူတို့ဟာလေ့ကျင့်ခန်းများစွာလိုအပ်တာကြောင့်နေ့စဉ်နာရီအနည်းငယ်ခန်းလုံခြုံတဲ့အခန်းချက်တစ်ခုထဲမှာလွတ်ပေးထားတင်ပါတယ်။ Finch အချိန်အများကြီးမပေးနိုင်ဘူးဆိုရင်တော့ finch finch စာကလေးတွေကို ရွေးချယ်နိုင်ပါတယ် finch တွေဟာအဖော်နဲ့နေရတာကိုနှစ်သက်တဲ့လူမှုရေးတရိတ်ဆန်တွေဖြစ်ပြီးအတွဲလိုက်ဒါမှမဟုတ်အုပ်စုငယ်လေးတွေနဲ့ထားရင်ပို့ပြီးရှင်သန်ကြီးထွားကြပါတယ်ငှက်အစ်စ်တွေကို စနစ်တကျမိတ်ဆက်ပေးဖို့တော့လိုအပ်ပါတယ်သူတို့ဟာရေဝူရအဖြစ်လူကကင်တွေတာကိုမကြိုက်တဲ့ဟန်ဆော့ငှက်အမျိုးအစားဖြစ်ကြပါတယ်ချက်တူတွေလိုခြိပိုးကင်တွေလိုမရပါဘူး နေစဉ်ထိတွေ့ဆက်ဆံမှုရှိပါကလက်နဲ့မွေးမြူထားတဲ့ finch အချို့အထူးသဖြင့် zebra finch ကိုပိုင်ရှင်ရဲ့လက်ချောင်းပေါ်မှာနားနေအောင်လေ့ကျင့်ပြီးလို့ရနိုင်ပါတယ်။ပိုင်ရှင်တွေအနေနဲ့သူတို့ကိုကင်တွယ်မဲ့အစားသူတို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ရှုတာသူတို့ရဲ့တာယာနာပြောပွဲကောင်းတဲ့အတန်တွေကိုနားထောင်တာမျိုးနဲ့သူတို့နဲ့အပြန်အလှန်ဆက်ဆံနိုင်ပါတယ်။ finch တွေဟာအလွယ်တကူစိတ်ဖိစီးတကြပါဗါးဒါကြောင့်သူတို့ရဲ့လောင်အင်ကိုအိမ်ရဲ့စုညံတဲ့နေရာမှာမထားသင့်တယ်လို့သူတို့ကိုအတင်းကျပ်ကင်တွယ်ဖို့လည်းမကြိုးစားသင့်ပါဘူးခြုံပြောရရင် finch တွေဟာကင်တွယ်ကစားဖို့ထက်သူတို့ရဲ့လှပတဲ့အသွင်ပြင်နဲ့ပါရတဲ့အတန်တွေကိုကြည့်ရှုနားဆင်ပြီးအလားမွေးကျင်သူတွေအတွက်ပိုပြီးတင့်တော်တဲ့ငှက်မျိုးစားဖြစ်ပါတယ်။ဘဲငှက်မျိုးကိုရွှေရွှေတင့်တော်တဲ့ငှက်လောင်အင် တန်ရှင်းနေရှိတင့်တော်တဲ့အစားအစာကစားစရာတွေနေ့စဉ်ကယူဆိုင်မှုကျန်းမာရေးစစ်ဆေးမှုစတဲ့အချက်တွေတော့လိုအပ်ပါတယ်။ပထမဆုံးငှက်ကိုရွေးချယ်တဲ့အခါတင့်ရဲ့လူနေမှုပုံစံအချိန်နဲ့ဗတ်ချက်ကိုထည့်သွင်းစဉ်းစားဖို့ကလည်းအရေးကြီးပါတယ်။ငှက်တိုင်းကသူ့ရဲ့ကိုယ်ပိုင်စရိုက်လိုအပ်ချက်တွေရှိပါတယ်။တေချာလေ့လာပြီးမှရွေးချယ်ဖို့အကြံပြုရစီ။